ကျွန်တော်ရေပွဲအကောင့်လိုက်အကြီးကြီးတွေတခါမှမစားဘူးပါဘူးအခုသူများအလကားကျွေးလို့စားဘူးတာပါအလကားရလို့လားမသိပါဘူးစားလို့ကောင်းလိုက်တာဗျာစားတာမဟုတ်ဘူးနော်တကယ်စားလို့ကောင်းတာဒါပေမဲ့အားနာလို့ထမင်းနံပါတ်ကံပဲစားခဲ့ပါတယ်တကယ်နံပါတ်ကံနဲ့ပါမြောက်တော်ကောင်တွေမှဒီလိုပင်လေသာလက်လက်ဆက်ဆက်တွေရတဲ့ဆိုင်တွေပြမယ်မမေကိုမလိုက်နဲ့လို့ခဏခဏပြောတာမင်းလိုက်ရင်ငါဝါဝါမစားရဘူးခွဲခွဲပေးနေရတာစားချင်လို့ပါကိုကြီးကလည်းတန်ချာလေးစီတော့လိုက်ကတ်စားရတာကိုကြီးကြိုက်တာခိုင်းအကုန်လုပ်ပြီးနေအေးပြီးရောပြီးရောလိုက်ခဲ့တာရှေဘော့စီးဖူးဟမ်ဟမ်ကိုမလေးဟုတ် ပဲဒီဘွေးနည်းနည်းသေးရနော်ဘွေးချက်ကြီးရနည်းဘာတမကြီးပါဘူးနည်းရလဲဟင်းနိုင်ရုံမိတော့ဆွဲမယ်อืมอ๋ออ๋อปีติงไห้ไม่กว่าอูเนาะพูดยังไง เฮ้ยไม่กว่าอูเดียไม่กว่าอืม ။ဒီနေ့ထမင်းပြူ6ပွဲသားလားကိုလေလင်မန်းနဲ့ဖြစ်ဖြစ်စလုံးနဲ့ဖြစ်ဖြစ်ထည့်ခဲ့ပေးပါလား။အော်ဟုတ်ကဲ့6ပွဲသားနော်။အေး6ပွဲသားနော်ဟုတ်ဟုတ်ဟုတ်။ဟွန်းဟွန်းဟွန်း။ဘောရက်စားရနော်အဲ့ဒါကြောင့်ကမလေးကပြန်ကြိုက်တယ်ဟာဟာအဲ့ဒါကိုအဲ့လိုမပြောရဘူးကဲချက်ပြားရေးခင်းနဲ့သမင်းပြူလေးနဲ့စားမယ်ဟောအော်ရှယ်ပဲကွာငါးချက်မစားဘူးနော်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  ဒီတော့ငါကကက်ကရင်ငါကိုအသားလွာထားချက်မဆိုင်ရွက်လေးနဲ့လန်တီးတိုင်းတော့ပြပတ်ဖက်တွေတော်တော်စားလို့ကောင်းတယ်ရတာရှိရဟူးဟူးတိုင်းရိုက်ပြလေသားရှိဖို့အေးအဲ့ဒါအနည်းကလည်းရှယ်မယ်အိုးရှယ်ရှယ်ရှယ်ညမကနန်းကြီးကိုညခုမထားလိုက်ပါဟူး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  Okay ဒါတွေကတော့စီချွန်းချက်သားတုပ်ပေါ့ကွာရတာဘယ်လိုနေမလဲဒီချက် show တိုင်းစီချွန်းချက်သားတုပ်ဟင်းကျတော့လေကောင်းနေဟာဟင်းသူမလိုမပါဘူးအေးအဲ့လိုလောက်ပါနေလိုက်ရမယ်ရလဲ။ဒါနဲ့မှနှစ်ပွဲပဲရှိသေးတယ်။ဟုတ်ကဲ့ဟုတ်ကဲ့တော့။ဆက်မယ်။

်ဒီချိုဆက်음음네ကျွန်မတို့ပွဲလာမှာပဲကလားဒါနဲ့တော့စနေပွဲဖြစ်နေမမနဲ့အမနဲ့ဒီမှာအပင်လေသာအဆောင်ထောင်းမမော်ဒီနဲ့ရေပွဲနဲ့ကင်းမွန်နဲ့ဒီကောင်းအရသာတော်တော်မိုက်တယ်ခမင်းနဲ့လည်းမိုက်တယ်မြေးလည်းမိုက်တယ် ။မြောက်တကုံ37ရက်ကွက်မဟာဗန္ဓုလလမ်းမှာအသစ်ဆက်ဆက်ကြီးဖွင့်ထားတဲ့ Star Shui Bo Seafood ဆိုင်ရတကယ်စားလို့ကောင်းပါတယ်။ကျွန်တော်ပတ်စံရလို့ကောင်းတာလည်းမဟုတ်ဘူး။အလကားရလို့ကောင်းတာလည်းမဟုတ်ဘူး။တကယ်စားလို့ကောင်းလို့ကောင်းတယ်ပြောတာပါ။တော့စားကြည့်ဗျာမကောင်းဘူးဆိုရင်ကျွန်တော် comment ထဲမှာလာပြောပါကျွန်တော်ဆိုင်ကိုပြန်ပြီးတော့ပြောပါမယ်ခင်ဗျာ။ဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်ဗျာ။အရင်စားကြပါနဲ့ကျွန်တော်လာစားပါဦးမယ်။